မြန်မာနိုင်ငံမှာဘယ်သူမှမပိုင်ဆိုင်သေးတဲ့9ဘီလီယံချီတဲ့နန်းတော်တစ်ဖွဲအင်ကြီးကိုချပြလာတဲ့ပိုင်တကောပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဆိုရှယ်မီဒီယာမှာအမြဲတမ်း popular ဖြစ်နေတတ်တဲ့ပြည်သူအချစ်တော်မင်းသားကျော်ပိုင်တကောကတော့အခုတကမှာလည်းသူ့ရဲ့အိမ်ထောင်ရေးဘဝနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေအလုံးကိုအင်အားသင်းသွားစေမယ့်အကြောင်းအရာတစ်ခုနဲ့ထပ်မံချပြလိုက်ပါပြီ။ဒါကတော့သူနဲ့သူ့ရဲ့ချစ်သူဇနီးလင်းမြောက်ဖို့လိုပိုင်ဆိုင်ထားတဲ့မင်္ဂလာဦးဆန်အင်ကြီးရဲ့ပုံရိပ်တွေထွက်ပေါ်လာတာဖြစ်ပြီးတော့ဒီအင်ကြီးရဲ့တံမိုးကကြက်ငွေ၄ဘီ လီယံနဲ့9ဘီလီယံကြာခန့်မှန်းထားကြတာကြောင့်လက်ရှိမြန်မာနိုင်ငံရဲ့အနုပညာရှင်တွေထဲမှာတော့ အခမ်းအနားဆုံးနဲ့အမမောစရာအကောင်းဆုံးစံအိမ်တွေတဲကတခုလို့ပြောရင်လည်းမားမယ်မထင်ပါဘူးရှင်ဒီစိတ်ဝင်စားဖို့ကောင်းတာကဒီအင်ကြီးအကြောင်းကိုပန်နဂုံကိုရိုင်းကသူ့ရဲ့ဆိုရှယ်မီဒီယာမှာကြွားဝါခဲ့တာမျိုးမဟုတ်ပါဘူးပရိသတ်တဲ့ဦးကရှမ်းပြည်နယ်တောင်ကြီးမြို့ပေါ်မှာခန်းညားထဲပါစွာတရှိနေတဲ့ဒီသုံးတက်အာစီတိုက်ကြီးရဲ့ပုံတွေကိုပန်နဂုံရဲ့မင်္ဂလာဦးဆိုင်ဆိုပြီးတော့ဝေမျှခဲ့ရကနေအခုလိုပဲလူသိရှင်ကြားဖြစ်လာခဲ့တာပါဒီစံအင်ကြီးရဲ့ဒီဇိုင်းကိုကြည့်လိုက်တာနဲ့ခင်မိပြီးတော့အစင်တန်းမြန်မာလုံးနာကိုတွေ့ရမှာပါ မှန်သားတကားကျဲကြီးတွေတဘာဝအလင်းရောင်အပြေးဝါရရှိစေမဲ့လေသာဆောင်ကျဲတွေခြံဝင်းထဲမှာစိမ့်ဆူနေတဲ့မြက်ခင်းပြင်းတဲ့ရေကူးကန်ကြီးအပြင်ကားအများပြားရန်နာနိုင်တဲ့ကားပါကင်နေရာတွေနဲ့စနစ်တကျတည်ဆောက်ထားတာဖြစ်ပါတယ်။ဒါဟာတာမန်နေထိုင်ဖို့အတွက်မဟုတ်ဘဲစိတ်အပန်းဖြစ်နားယူဖို့အတွက်အကောင်းဆုံးဖန်တီးထားတဲ့ Luxury Vacation Home တစ်ခုဆိုတာမြင်တာနဲ့သိသာစေပါတယ်။ အခု surprise ဖြစ်စရာအကောင်းနာကတော့ဒီလောက်ခန်းထားတဲ့အင်ကြီးကိုဘိုင်းကွန်တို့ဇနီးမောင်နှံကသူတို့အမြဲတမ်းနေထိုင်မဲ့အိမ်အဖြစ်မဟုတ်ပေမြန်မာနိုင်ငံရဲ့ပူပြင်းတဲ့နေရာဒီမှာအပူရှောင်အနားယူနိုင်ဖို့အတွက်တည်တံ့တည်ဆောက်ထားတဲ့နေရာဒီအပန်းဖြေဆန်အင်ကြီးဖြစ်နေတာပါဒီလောက်ကြီးကြဲခန်းထားတဲ့ဆန်အင်ကြီးကိုဘလုံငွေချင်းအင်အားနဲ့တည်ဆောက်နိုင်ခဲ့ရလဲဆိုတာကတော့အားလုံးသိကျင်ကြတဲ့မိကုန်းဖြစ်မှာပါအဖြေကတော့ရှင်းပါတယ်ဘိုင်းကွန်ကမြန်မာနိုင်ငံမှာဒါမှကထိုင်းဘီယန်နဲ့အပါအဝင်နိုင်ငံတကာမှာအောင်မြင်မှုအရဆုံးမင်းသားတစ်လက်ဖြစ်တာကြောင့်သူရဲ့ဝင်ငွေကနေလ တာတော့မဟုတ်ပါဘူး။ဒါအပြင်သူ့ရဲ့ဇနီးကျော်လေးလင်းမြောက်ဖူးစမိုင်းကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးရဲ့သမီးရတနာဖြစ်တဲ့အပြင်သူမကိုယ်တိုင်ကလည်းရည်ချင်းရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်နေပြန်ပါတယ်။ ဒီလိုမျိုးကိုရိုင်းကလည်းအောင်မြင်မိဘမျိုးရိုးကလည်းကြွေးဝါချမ်းသာတဲ့ Power Cup ပဲနှစ်ယောက်ပေါင်းဆက်လိုက်တဲ့အခါမှာဒီလိုမျိုးဘီလီယံနဲ့ချီတန်တဲ့ဆန်အင်ကြီးတွေကိုပိုင်ဆိုင်နေတာကအဆန်းတော့မဟုတ်တော့ပါဘူး။တရင်းနေရဆိုရင်တော့သူတို့ဇနီးမောင်နဲ့အမြဲတမ်းနေထိုင်တဲ့ရန်ကုန်မြို့ရွှေတောင်ကြားဝင်းတာမီယာကနေအင်ကလည်းဒီဆန်အင်ထမင်းနဲ့နန်းတော်ကြီးတို့မြခန်းထားတယ်လို့သိရပါတယ်။ပိုင်နဂွန်တို့ဇနီးမောင်နိုင်ရဲ့ကြွေးဝါချမ်းသာမှုအောင်မြင်မှုတွေဟာသူတို့ရဲ့အတိတ်ဘဝကုသိုလ်ကံနဲ့ဒီဘဝရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်လို့ဆိုရမှာပါ။ဒီလိုမျိုးအောင်မြင်မှုကိုအားကြစိမ့်တဲ့ းကျူးဂုံယူနေကြတဲ့ပြည်သက်တွေရှိတယ်လို့သူတို့ရဲ့ကြွယ်ဝမှုတွေကိုမြင်ပြီးတော့အံ့ဩမင်သက်နေကြတဲ့သူတွေလည်းအများပြားရှိပါတယ်။နောက်ဆုံးအနေနဲ့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပြည်သက်တွေကိုမေးချင်တာကမင်းသားပိုင်ကောနဲ့သူဇနီးတို့ရဲ့အခုလိုမျိုးလမ်းတော်တပွဲခန်းနာလာတဲ့ဆန်အင်ကြီးကိုမြင်တွေ့ရတဲ့အခါဘယ်လိုခံစားရပါသလဲရှင်။သူတို့ရဲ့အောင်မြင်မှုတွေအပေါ်အားကြဂုံယူမိပါသလား။ဒါမှမဟုတ်ဒီလိုမျိုးကြွယ်ဝမှုတွေပေါ်မှာဘယ်လိုအမြင်ရှိလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။